ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မနှက်စောစောဒီကန်ရဲ့ကန်နပိနာမှာလန်းဆန်းတဲ့လေနုအေးလေးတိုက်ခတ်နေတာအေးနေရပဲဒီမြင်ကွင်းဟာစိတ်ကိုဖန်ဆားနိုင်လို့နဲ့မနုတျောက်သူ့ဘာသာသူရေးရရင်ကံပေါင်းကရှင်တွေနဲ့မိဖို့ကိုတောင်းနေခဲ့ပါတယ် ိမ်မာသူ့ရဲ့အိနီနာချင်းအိမ်ရဲ့လာတာဆောင်ကနေလက်ဖက်ရည်တောင်းရင်းနဲ့နေထွက်တာကိုကြည့်နေတာပေါ့။အိုဖျားရေဒီအင်းကံပေါင်းကနေနေထွက်တာကိုကြည့်ရင်လက်ဖက်ရည်တောက်ရတာလည်းတကယ်ကိုအရသာပဲ။ဒီလိုနဲ့မန်နီတီအောင်လက်ဖက်ရည်ကိုဖြည်းဖြည်းချင်းတောက်ရင်းနဲ့ပျော်ရွှင်နေတော့တာပေါ့။အဲ့နောက်မှာရောက်ခမနီလာကအိမ်ကအမိုက်တွေယူပြီးအပေါ်ထက်လာတာဆောင်ကနေပြစ်ချလိုက်ပါတဲ့။အမိုက်တွေကအင်းထဲကရေကိုစီးဝင်သွားပြီးမန်နူရဲ့အင်းကံပေါင်းနားမှာရက်သွားတော့တာပေါ့။ မ်ဘလို့အနှံ့ဆိုးတွေလဲဒီနေ့လဲအမိုက်တွေအများကြီးလွင်မျောလာပြန်မေးတတောင်စီကမ်းရှိရလူတွေပဲအိနောက်မှာတော့မန်နူနဲ့သူ့ရောက်မှမက်ကြီးတို့ကအိနေကအဝိစာအညစ်တွေကိုစုပြီးရှော်ဖို့အတွက်ယူလာကြပါတည်းအမေအန်တီလေးဒီနေ့ကျွန်တော်အင်းရဲ့အေးစိန်နေတဲ့ရေထဲမှာပျော်ပျော်ကြီးရေချိုးမယ်နော်ဟုတ်ပြီဟုတ်ပြီအန်တီနဲ့တားမေတို့လည်းအင်းရဲ့ထဲမှာတဝကြီးရေချိုးကြမယ်ဒါပေမဲ့အန်တီတို့အဝိစာတွေရှော်ပြီးမှချိုးကြမယ်လीနော်ဒါပေမဲ့မက်ကြီး အင်းကြီးကတဖြည်းဖြည်းနဲ့ညစ်ပတ်လာနေပြီဒီလိုရေထဲမှာဝတ်စားတွေရှော့ဖို့လို့ရပါမယ်တန့်အောင်တန့်မှာမဟုတ်ဘူးရေတန့်နဲ့တောင်ပြန်စေးပြစ်ချင်တယ်မနဲ့စောတော့ငါလေးအင်းနဲ့အမိုက်တွေအများကြီးဆဲထုတ်ခဲ့တာဘသူကတလောက်ရှုပ်ပေါအောင်လှုပ်ထားတာလဲမန်းနုကဒီလိုပဲမိခွန်းတွေကိုထက်ခါထက်ခါမေးတော့မကြီးကပြန်ပြောခဲ့ပါတည်းရောင်းမကြီးဒါဘသူလက်ချမ်းမှာမဟုတ်ဘူးဒီအင်းရဲ့ပန်းရှင်ကသူ့အိမ်မှာရေစစ်ဆက်တက်ထားလို့လေအဲ့ဒါဒီအင်းကြီးကိုညစ်ပတ်အောင်လှုပ်နေတာဒါပေမဲ့ ငါတို့လိုဆင်းရဲတဲ့မိသားစုကတော့ဒီအင်းရည်နဲ့ပဲစားဝတ်နေရရောရေချိုးတန့်စင်ရရောအကုန်လောက်ရတာဒါပေမဲ့ကျမတို့လည်းဘာမှမပြောနိုင်ကြဘူးလေဒါပေမဲ့ငါတို့သာလိုချင်တယ်ဆိုရင်ဒီလိုမျိုးအင်းကိုညဉ့်ဉန်းအောင်လုပ်တဲ့အတွက်ငါတို့အစိုးရထိပါတိုင်ကြားနိုင်တယ်လေဒီချိန်မှာပင်အင်းနဲ့မှငားမြနေတဲ့ဥခိုင်ကတတွတ်ရေရွရင်းနဲ့မန်းနူကိုပြောလိုက်ပါတည်းမန်းနူရဲ့မင်းလည်းသိတာပဲဘာလို့ပြောနေတာလဲငါတို့မိသားစုရဲ့ရေနဲ့စားစရာကဒီအင်းကနေရတာ မတို့စားကြီးကငားယောင်လို့ရတာနဲ့လုံလောက်နေတာမင်းငါ့ကိုစားဖို့တောက်ဖို့အခက်ခဲဖြစ်အောင်လုပ်တော့မှာလားဦးကိုရဲ့ချွေးမအိမ်တော်တက်ပဲရှိသေးတာသူအရာရာသိချင်နေတာတိတ်လက်တွေးပစ်တတ်ပုံမပေါ့မဟုတ်ရင်ငါဒီလိုပြောမှာမဟုတ်ပါဘွယ်တကယ်တော့ငါတို့အိမ်နီးချင်းတွေကငါတို့ရဲ့သွေးသားရင်းချတွေပဲဒီအင်းကလည်းငါတို့တွေကြားမှာအတူတူကြတာဒါပေမဲ့သူတို့ပိုးပွားတွေကအမြင့်တွေခိုင်မာခဲ့ပြီငါတို့ကအားနေခဲ့တာကြောင့်ငွေအားနဲ့သူတို့ကပူကျဲတဲ့ဧရိယာကိုတိမ့်ပတ်သွားခဲ့တာဘလို့ပဲဖြစ်ဖြစ် ငါတို့မိသားစုကတည်သိငယ်တဲ့ area မှာအခြေချနေထိုင်နေတာငါတို့တီကနေပြောင်းရွှေ့သွားရင်ဒီမြေလေးတောင်ငါတို့လက်ထဲကနေပါသွားလဲအောင်မယ်မန်နူဟာသူ့ရောက်ခမရီရင်စင်းရဲမွေးတည်မှုရဲ့အကြောင်းရင်းကိုတည်သွားတော့ဘွမ်းနေသွားခဲ့ပါတည်းမာနာကြီးတဲ့မန်နီကတော့သူ့အိမ်ကအမိုက်တွေကိုနေတိုင်းအင်းနဲ့မြစ်ထဲကိုပြစ်ချနေတုံးပေါ့ကွယ်ဒါကြောင့်လေမန်နူကပင်တန်ရှင်းရေးလုပ်နေရတာပေါ့တနေ့ညနေမှာတော့မန်နူနဲ့သူ့ရောက်မကအင်းဘေးမှာချက်ပြုတ်နေကြပါတယ်ညီမလေးရဲ့ ဒီနေ့လေကောင်းလေးတိုက်နေတာအရင်ကောင်းတာပဲအင်းသားမချက်ပြုတ်ရတာပျော်စရာင်းတော့โอเคကောင်းတယ်ငါသိပြီနင်ပြောလိုက်နင်သာပြောရင်ငါလူကုံခေါ်ပြီးလာခဲ့မယ်ဒီလိုနဲ့မန်နီရိုကအင်းလေးကလူတွေအကုန်လုံးကိုခေါ်ပြီးအပြင်မှာတန်ခင်းကြွေးမွေးခဲ့ပါတည်းဒီနေ့တော့လက်ဆက်တဲ့လီနူအေးလေးရလဲဖြည်းဖြည်းညင်ညင်တတားလီတိုက်ခတ်နေတာပဲဟုတ်တယ်မလားတော်ယူဟုတ်တယ်ဖေကြီးရေအိမ်ထဲမှာတော်တော်ဆူညံနေပြီးတော့ပူလောင်နေတာငါစားချင်စိတ်တော်မရှိတော့ဘူး ေါင်မောင်းတစ်ဖက်လောက်စားလိုက်တာနဲ့ချွေးတွေတတိတိကျလာတယ်။ဒါပေမဲ့အင်းပေးမှာအိမ်ရှိတာရဲ့စိုးကျိုးတွေပြင်ကောင်းကျိုးတစ်ခုကတော့လေတန်ရှင်းလက်ဆက်တဲ့လေကိုရှူရှိုက်ရတာပဲ။ဒီနေ့ငါဒီကတင်ပေါ်မှာပဲအိမ်မယ်။ဒီလိုနဲ့ဒေါ်ယူကအပြင်းပါအိဖို့အတွက်ဆုံးဖြတ်လိုက်ပါတည်း။ဒါကြောင့်လေချွေးမအစ်တလေးမန်နူကသူ့ယောက်ျားနဲ့အတူနေဖို့အချိန်ရသွားတော့တာပေါ့ကွယ်။တစ်ဖက်မှာတော့မန်နီကဒါရီကိုမြင်သွားပြီးစင်းရဲတဲ့မိသားစုကဒီလိုပျော်ရွှင်စွာစားတောက်နေတာကိုအယဲမနာလို့ဖြစ်သွားခဲ့ပါတည်း။ ဒီလိုတန်ဖိုးမရှိတဲ့ဆင်းရဲသားတွေရပျော်ရွှင်မှုငါလုံးဝမခံနိုင်ဘူး။သူတို့အင်းပေးမှာပျော်ပျော်ရွှင်ရွှင်စားတော့နေအောင်ကြည့်ပါအောင်။ပြီးတာနဲ့မန်နီကပြုံးပြီးတော့အင်းလေးကိုဝင်လာခဲ့ပါတည်း။စိတ်ထင်းပါတော့မကြင်မနဲ့ဖြစ်နေတာပေါ့ကွယ်။ရောက်ခမရီကတော့ထမင်းစားသွေးမှာစားတော့နေကြပါတည်း။ဒါပေမဲ့သူတို့စိတ်ထဲမှာတမျိုးဖြစ်နေတာမို့လို့မစားဘဲနဲ့ဆက်သွားဖို့လုပ်လိုက်ပါတည်းမနီရောက်မှပယ်သွားရလဲညစာစားပြီးပြီလားဟုတ်တယ်မနီလာထိုင်ပြီးအားလုံးနဲ့အတူစားပါဦး အင်းဘေးမှာရှိနေပေမဲ့ရှင်တို့အားလုံးကအိမ်ထဲမှာထိုင်ပြီးတလောက်အရသာမရှိတဲ့ပုံနဲ့စားနေကြတယ်။ကိုမလည်းကြည့်အောင်စင်းရဲတဲ့ချွေးမနဲ့သူ့ရောက်ခမတွေအင်းနားမှာအေးအေးဆေးဆေးထိုင်နေကြတယ်။အင်းကငါတို့ဟာတောက်သူတို့အုပ်ဆိုးနေတယ်။ဒီလိုမျိုးမန်နီကပူပူတတလေးပြောပြီးတော့မီးလောင်ရလေးပင်းလိုက်ပါတဲ့။အဲဒီမှာနီလာကဒေါသထွက်သွားတော့တာပေါ့ကွယ်။ဟဲ့မန်နီချွေးမစိတ်လျှော့စမ်းမစိတ်တိုးမနေနဲ့။သူတို့အင်္ဂလိပ်လိုဘာပြောလဲရောသိလို့လား။အေးအေးဆေးဆေးနေ။ မနှက်ပြန်ငါတို့အင်းပေးမှာမိသားစုပျော်ပွဲစားထွက်မယ်အခုပျော်ပျော်နေဒီလိုနဲ့နောက်တနေ့မနှက်ဆုံဆုံမှာတော့ချမ်းသာတွေချွေးမနေသူရောက်ခမတွေအင်းဒိမ်မှာလှီစည်းထွက်ကြပါလိမ့်အမလီဘာလို့နွားလဲလို့ဖြစ်ဖြစ်မောင်းနေရလဲငါ့ပေးစမ်းဒါနဲ့ပဲကိုစိန်လေးလှီလို့ဖို့တောင်းမင်ကိုမနီစီကိုကူးပြောင်းပေးလိုက်တာပေါ့ကွယ်အခုဆိုရင်လှိုင်းတွေလည်းထလာပြီပေါ့ကွယ်ကဲငယ်မှာမက်နီကလှီကိုအရှိန်အဟုန်နဲ့မောင်းနေလိုက်တာအင်းထဲမှာနှိုင်းလုံးကြီးတွေထလာပြီး အင်းတွေကရေရီလိန်မနှူဟင်းချက်နေတဲ့တွေကိုဝင်သွားပြီးတော့အကုန်လုံးပျက်စီးသွားခဲ့ပါတည်း။အိုး၊ကျမတောင်းပန်ပါတယ်။ကျမကြောင့်မင်းရဲ့စူးစမ်းအထောက်မှုတွေအလဟတာဖြစ်သွားတယ်။မင်းမှညံနေနေလေးတော့မရှိဘူးလား။ဒါအင်းလေတလောက်အချိန်နဲ့လေမောင်းနေတာသမုတ်တရားများထင်နေရလား။ဒီလိုမျိုးမနှူကချင်းချောက်တဲ့အတန်းနဲ့ပြောတော့သူတို့လည်းစိတ်တူသွားကြပါတယ်။ဒီစင်းရဲ့သားရဲ့မာနောက်ကြည့်ပါအောင်။သူတို့ကငါတို့ရဲ့အကျိုးမြတ်တွေနဲ့ရှင်သန်နေပြီးငါတို့မျက်စောင်းထိုးနေတယ်။ဒီအင်းတစ်ခုလုံးကငါတို့ဟာပဲ။ ဒါပေမဲ့မင်းတို့လိုအရှက်ရှိတဲ့လူတွေကဒီမှာတဲထိုးပြီးနေကြတယ်။ဒီလိုမျိုးနီလာကမန်းနူကိုမိုးရွာတလူဆဲဆူနေတာကိုကြားတော့စင်းရဲတဲ့ရောက်ခမတွေအခြေကနေထွက်လာကြပါတည်းအကိုတို့ဘာဖြစ်တာလဲမနက်အစောကြီးကိုခိုင်းမယူခမရတို့ဒီကိုလာပါအောင်ခမရတို့ရဲ့ချွေးမကိုဒါအောင်ရှင်းပြလိုက်ပါအောင်ခမရရဲ့မာနနဲ့မောက်မမှုကိုကျွန်တော်တို့မပြနဲ့မဟုတ်ရင်ခမရဒီနေရာနေထွက်သွားပြီးတော့တကားပေါင်တပေါင်ပြီးတပေါင်လှည့်လေသွားလာရနိုင်မယ် အရင်မှာဥခိုင်ကလက်ဦးချပြီးတောင်းပန်ခဲ့ပါတည်းကွယ်ကျွန်တော်ချွေးမရဲ့အမအတွက်တောင်းပန်ပါတယ်ဗျာကျွန်တော်တို့ကိုနှင်မထုတ်လိုက်ပါနဲ့ကောင်းပြီလေသွားကြဆို့မမေဖဖေကိုစိမ့်မစိမ့်လာတခြားတစ်ဖက်ကိုသွားပြီးတော့ပျော်ပွဲစားထွက်ကြဆို့ဒီလိုတတိယတန်းစားဈေးပေါ်ပေါ်လူတွေနဲ့စကားပြောစရာမလိုအခုတော့ချမ်းသာတဲ့ချွေးမလေးကအင်းရဲ့တခြားဘက်မှာထိုင်ပြီးသူ့ရောက်ခမရင်းနဲ့ပျော်ပွဲစားထွက်နေပါတည်းအစားအသောက်တွေအလဟတ်သက်ဖြစ်သွားတာကြောင့် မနုနဲ့သူ့ရဲ့ဆင်းရဲတဲ့မိသားစုကအဲ့ဒီနေ့ကိုရင်းနေပဲအသက်ဆက်နေရတာပေါ့ကွယ်။မမေအဖားနေဖို့ကျွန်တော်အရန်ပိုင်းစာနေတယ်ဒီနေ့အိမ်မှာချမ်းပြူတာမရှိတော့ဘူးလား။ဒီလိုပြောရင်ကိုကိုလေးရဲ့မျက်လုံးထဲကမျက်ရည်တွေစီးကျလာခဲ့ပါတည်းအိမ်မှာဒေါ်ယူကသူ့မိလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်းနဲ့ပြောလိုက်ပါတည်းငါချစ်မြေးလေးမင်းဒီချမ်းသာတဲ့လူတွေကြောင့်တော်တော်လေးကိုဒုက္ခရောက်လိမ့်မယ်ဒါပေမဲ့ဖျားသခင်ပေးတာတွေမှာနောက်ကျတာရှိပေမဲ့ မတရားတာမရှိဘူးမင်းမြင်လိမ့်မယ်ချွေးမလေးဒီနေ့သူတို့ရဲ့လောက်ရက်တွေအကျိုးဆက်ကိုသူတို့ခန်းစားရလိမ့်မယ်အချင်းတွေဒီလိုပဲကုံလွန်သွားခဲ့ပါတယ်ချမ်းသာတွေချွေးမလေးကအင်းပီမှရှိတဲ့သူ့ရဲ့တိုက်အင်းမှာအေးအေးဆေးဆေးနေထိုင်နေစေပေါ့ကွယ်သူကနေ့စဉ်နေထွက်ချင်းနဲ့နေဝင်ချင်းတွေကိုကြည့်ပြီး blog တွေလေးလုပ်ပါတယ်တနင်္ဂနွေနေ့တွေမှာတော့သူကပျော်ပွဲစားတွေထွက်ပြီးရှုပ်ပွားအောင်လုပ်ပါတယ်ဒါရီကိုစင်းရတဲ့မိသားစုကတန်ရှင်းရေးလုပ်ရပါတဲ့ ဒီနေ့ဒင်းအင်းရေအားမြောင်းရေလိုနန်းနေတယ်။တကယ်ပဲဒီနေ့ရေတရအနှံ့ကအရန်ပြင်းနေ။ဒီအိမ်နီးချင်းတွေကဘဝကိုအရန်ခက်ခဲအောင်လှုပ်ထားတာပဲ။ဒီလိုလှုပ်မဲ့စားခြေလန်းအနှဲငယ်လှမ်းသွားပြီးတော့အမိုက်ပုံးထက်ရောအမိုက်တွေပြစ်ထည့်လိုက်ပြီးတော့အင်းနဲ့မပြင်းတိတ်ကောင်းမှာပဲ။ရှင်တို့အားလုံးဒီညစ်ပတ်တဲ့ရေမတောက်သင့်ဘူး။မဟုတ်ရင်ညရာတီလဲရောက်နေပြီဆိုတော့ကျမကြီးပူဆိုးလာလိမ့်မယ်။အဲ့ဒါနဲ့မန်းနူကအင်းရီကိုမိဖို့ပေါ်မှာကြိုပြီးစစ်ထုတ်ကလူတိုင်းကိုတောက်ခိုင်းလိုက်ပါတဲ့ အငယ်ကြီးတွေကြောင့်အင်းထဲကငါးတွေလဲထောင်နဲ့ချီတီကုံတော့တာပေါ့ကွယ်ညီကိုနှစ်ယောက်ကငါးတွေကိုပိုက်ကနေဆွဲထုတ်တော့တင်းနေကြတာမြင်ပြီးစိတ်ပူသွားကြပါတယ်။အိုးဖခင်ကြီးအင်းထဲကငါးတွေကဘာလို့ဒီလောက်အများကြီးတပြိုင်နက်တီကုံတာလဲဝဲသူတွေဒီတည်နေတဲ့ငါးတွေကိုတောင်ဝဲမှမဟုတ်ဘူးညီကိုအခုဒီလူတွေကအရန်ဆိုးနေပြီအင်းထဲမှာငါးတွေတောင်မနေနိုင်တော့ရင်ငါတို့ဘာရောက်ပြီးအသက်ဆက်မှာလဲအင်းထဲမှာအငြင်းနဲ့အညစ်ကြေးတွေရှိနေကြကြောင်း နှစ်ဖက်မိသားစုချမ်းမှာရံပွဲတွေလေးစပီးဖြစ်လာခဲ့ပါတည်းလာစမ်းမင်းတို့စင်းရဲသားငါးဖန်သမားတွေမင်းတို့နှစ်ယောက်လုံးပါဇက်ကိုတိတ်ဖွင့်စရာမလိုဘူးထင်တာပဲကွဟုတ်တယ်ငါတို့မင်းတို့ကိုဘလောက်ကြာကြာတီးခန့်ရမှာလဲငါတို့နေတိုင်းမြစ်ကိုတန်ရှင်းရေလုပေးနေတာတောင်မင်းတို့ကရှုပ်ပွားလုပ်နေတာမရက်ဘူးမင်းတို့မှာပတ်စံရှိလို့ကြိုက်တယ်လို့လုံးလို့မရဘူးဟုတ်တယ်ငါတို့ဘာမှကြောက်စရာမလိုအခုလိုအပ်ရင်ငါတို့လည်းတရားစွဲမယ်ဒီအင်းမှာငါတို့လည်းတခြားသူတွေနဲ့တန်းတို့ခွင့်ရရှိရပါပဲ ဟုတ်တယ်ချွေးမလေးမနှိပြောတာမှန်တယ်ဒီတခါတရားရုံသွားရရင်တော့သွားမယ်နားလေလားရေမရှိတဲ့ဦးကပေါင်မင်းခတ်နေရပဲငါတော့ဆက်ပြီးနားမထောင်နိုင်တော့ဘူးမင်းတို့ကအစားတောက်ရဖို့တော့မနေ့ကရုံးကန်နေရတာဘာလဲတရားရုံသွားရအောင်မဟတ်လားငါတို့မှဒီအင်းရဲ့စားရွက်စားတမ်းတွေရှိတယ်ဒီမြန်အစကတည်းကငါတို့ဟာဒီအင်းနဲ့အတူတူပဲမင်းတို့မှတလက်မစားတော့မရှိဘူးနားလေလား ဒီလိုနဲ့မန်နူနဲ့ဆင်းရဲတဲ့ရောက်ကမာတွေလည်းနီလာတို့ရဲ့ချင်းချမှုတွေကြောင့်ငြိမ်သက်သွားကြပါတည်းဒါပေမဲ့သူတို့ဟာဖျားသခင်ကတော့ဒါဟုဒီတိုင်းကြည့်နေမှာမဟုတ်ဘူးမတိလိုက်ခင်မှာပြန်ပြီးဆက်ရလိမ့်မယ်လို့ပြောသွားပါတည်းကွယ်သူတို့ပြောခဲ့တယ်လို့ပဲတနေ့မှတော့မြစ်ထဲကရေရီလိတ်တက်လာပြီးတော့မုံတိုင်းကြီးလိတ်တိုက်ခါနီလာတို့ရဲ့အင်ဂျီလိတ်စတင်လှုပ်ခါလာခဲ့ပါတယ်ဒါနဲ့သူတို့လည်းအင်ရှိထွက်နေကြတာပေါ့ကွယ်မကြခင်မှာပဲတိုက်ကြီးကသူတို့မျက်စိရှိရင်လုံးဝပြူကျသွားခဲ့ပါတည်း ိုးဖီးဟားရေငါရဲ့ကြောက်စိတ်တွေပို့လာတယ်။ချွေးမငါတို့အချိန်မီအိမ်ကထွက်လာတာကောင်းတယ်။မဟုတ်ရင်ဒီနေ့ဘာဖြစ်သွားမလဲမသိဘူး။အိမ်နောက်ရုတ်တရက်အင်းတဲကနေလှိုင်းလုံးကြီးတစ်ခုထလာပြီးမန်နီကလည်းမျိုးပါသွားခဲ့ပါတည်းမမေအကိုကျမကေပါအောင်မဟုတ်ရင်ကျမနှစ်တော့မယ်ကျမရင်မကူးတတ်ဘူးမနီနေနေတော်ကိုမြင်တော့မန်နူဟာတစ်ဆက်ကန်အောင်မဆိုင်မင်းအင်းထဲကိုခုံချလိုက်ပါတည်းမနူသမီးဘယ်ကိုခုံချလိုက်တာလဲ ဟာလှိုင်းတွေကပြင်းနေငါတို့စိတ်ပွားမလုံနဲ့ပြန်လာခဲ့ငါရှင်တွေတုံနေပြီမန်းနူကတော့အမြန်ကူးခတ်ပြီးမန်းနီကိုကဲတင်လိုက်ကြပေါ့ကွယ်မန်းနီမန်းနီတတိယတော့ဘေးကင်းမီမန်းနီသမီးဘာလို့မျက်လုံးမဖွင့်တာလဲထပါအောင်ကွယ်မစိုးရင်ပါနဲ့အန်တီမန်းနီကအင်းနဲ့ရေတွေအများကြီးပဆက်တဲ့ဝင်သွားလို့တတိလစ်သွားတာသူပြန်ပြီးတော့တတိယလာပါလိမ့်မယ်ဒီလိုနဲ့အင်ဂျီယာမိတ်ချမ်းသာတဲ့လူတွေကိုသူတို့အိမ်မှာခိုလုံခွင့်ပေးတာ ဆင်းရဲတဲ့မိသားစုတွေပဲဖြစ်လာတာပေါ့ကွယ်။သူတို့စားမယ်တွေကထမင်းလုံးလေးတွေကိုတောင်ကျွေးမွေးပြီးတီချာလေးပဲထားကြပါတည်း။မမေဖေအကိုမယီနဲ့အထူးသဖြင့်မနှုတ်ကျမောက်ခွန့်လော့ပါ။ကျမအမြဲတမ်းရှင်တို့တွေကိုဒုက္ခပေးခဲ့တယ်။ရှင်တို့ရဲ့ပျော်ရွှင်မှုမြင်နိုင်မနာလို့ဖြစ်ခဲ့တာ။အဲ့ဒါကြောင့်ဒီလိုတွေဖြစ်ခဲ့ရတာပါ။ဒီလိုနဲ့နောက်ဆုံးမှာတော့နီလာကလည်းသူ့ရဲ့ပိုင်ဆိုင်မှုတွေခွဲဝေတဲ့စာရွက်စာရင်းကိုပြန်ပေးလိုက်ပါတည်း အခုတော့ချိန်မနေရလုံသူတို့ရဲ့တက်ဆိုင်ရာအင်းကန်ပေါင်းကရောက်ခမအင်းတွေမှာပျော်ရွှင်သောနေ့ပဲနေထိုင်ကြရတာပေါ့ကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်